linking consonant to vowels. ပြေးသံကနေပြီးတော့သရသံချိတ်ဆက်ပုံလေးကိုတူတူလေးလာကြရအောင်เนาะဒီပြေးသံကနေပြီးတော့သရသံကိုဘယ်လိုမျိုးချိတ်ဆက်လဲဆိုရင်ဒီကျမတို့ကစက္ကလုံလေးနှလုံးပေးထားတယ်ဆိုပါဆိုအဲ့ဒီပေးထားတဲ့စက္ကလုံနှလုံးမှာပထမစက္ကလုံလေးရဲ့အဆုံးသက်ကဘီးလေးနဲ့ဆုံးမယ်အဲဒုတိယစက္ကလုံလေးရဲ့အစဆောင်လုံးလေးကကြတော့ဒီသရလေးဖြစ်နေတယ်ဗောနော် A E I O U ထဲကသရလေးသရုံလုံးဖြစ်နေမှာဆိုရင်အဲ့ဒီရှေးကဆုံးနေတဲ့ဘီးလေးနဲ့ဒီနောက်စက္ကလုံလေးကအစသရလေးကိုအဲ့ဒီနှလုံးကိုချိတ်ပြီးတော့ပြောလိုက် က်ရတာပေါ့နော်โอเคအဲ့ဆိုရင်ဥပမာပြောရမယ်ဆိုရင် G E T get O U T out get out okay အဲ့ဒါရှေ့ကစကလုံးလေးကို ကြည့်လိုက်မယ်ဆိုရင် g e t get get t လေးနဲ့ဆုံးနေတာပေါ့နော် t အတန်လေးနဲ့ဆုံးနေတာပေါ့အဲနောက်ကစကလုံးလေးကကြတော့ o u t out out အဲ့တော့ရှေ့မှာဆုံးနေတဲ့ t အတန်လေးနဲ့နောက်က out သရအတန်လေးကိုချိန်လိုက်မယ်ဆိုရင် get out get out get out အဲ့လိုလေးဖြစ်သွားတာပေါ့ get out နောက်တစ်ခုကကြတော့ s o m e sum ဟုတ်ပြီဒီဆောင်လုံးလေးမှာကကြတော့ကျမတို့က e ရဲ့အတန်လေးက sign လောက်တပေါ့နော် sum sum အမြင့်အတန်လေးနဲ့ဆုံးတယ်နော် i c e ice အဲ့တော့ဒီရှေ့မှာဆုံးနေတဲ့ b အတန်လေးဖြစ်တဲ့အမြင့်အတန်လေးနဲ့နောက်ကဒီ th အတန်လေးနဲ့ချိန်လိုက်မယ်ဆိုရင် summarize 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 အဲ့လိုလေးဖြစ်သွားတာပေါ့နော်နောက်တစ်ခုကကြတော့ i h it all ဟုတ်ပြီအဲ့ဒါကျွန်တော်တို့ကစကလုံးတစ်လုံးချင်းချိန်တိကြရအောင်เนาะဟုတ်ပြီရှေ့လေးက i နောက်က ate 8 um ဒီဟာလေးကကြတော့ကျွန်တော်တို့က vowel to vowel တလောတလောချင်းချိန်တဲ့အတန်လေးဆိုတော့နောက်မှတဖြည်းဖြည်းပြန်လေ့လာကြရအောင်เนาะအဲ့တော့တစ်လုံးကြော်ကြည့်လိုက်မယ်ဆိုရင် ate 8ဒီမှာလဲ e ရဲ့တန်လေးက sign လာတပေါ့เนาะအဲ့တော့ t ရဲ့တန်လေးနဲ့ပိတ်မယ်ဆိုရင်8 ဟုတ်ပြီနော်နောက်က IT8 ဟုတ်ပြီဒီမှာလည်းဒီသရတန်လေးနဲ့စနေတဲ့အတွက်ကြောင့်မလို့ရှေ့ကထီတန်လေးနဲ့ဆက်လိုက်မယ်ဆိုရင် TET ဟုတ်ပြီနော်နောက်ကဆက်ကြည့်မယ်ဆိုရင် ALF all ဟုတ်ပြီနော်အဲ့တော့ဒီရှေ့က ITM မှာ T လေးနဲ့ဆုံးနေတယ်ဒီ all လေးနဲ့ပြန်ဆက်မယ်ဆိုရင် tall tall အဲ့တော့အကုန်လုံးကိုဆက်လိုက်မယ်ဆိုရင် I hate tall I hate tall I hate tall I ate it all အဲ့လိုမျိုးလေးဖြစ်သွားပါတယ်ရှင်။ကျမတို့ government teacher တွေအနေနဲ့ကကြတော့ဒီကလေးလေးတွေရဲ့ tax လေးတွေထဲမှာစကလုံးလေးတွေတော်တော်များများကအဲ့လိုမျိုးဒီသရသရချင်းချိန်တာတို့ဘီးကနေပြီးတော့ဘီးအတန်လေးတွေချိန်တာတို့အဲ့လိုမျိုးလေးတွေတော်တော်များများပါတာပေါ့နော်။အဲ့တော့ကျမတို့ကဒီအစိုးရအကြောင်းကဆရာဆရာမလေးတွေအနေနဲ့ဒီကလေးလေးတွေကိုသိရင်နဲ့ဒီအတန်ချိန်တဲ့ပုံလေးတွေကိုတဖြည်းဖြည်းနဲ့လေ့ကျင့်သွားလို့ရတာပေါ့နော်။အဲ့ဆိုရင်အားလုံးအဆင်ပြေကြပါစေရှင်။နောက်ဗီဒီယိုလေးတွေမှာထပ်တွေ့ကြရအောင်နော်။ Bye bye ။